ဝိုင်ယံပိတ်ဆိုခန်းထရာတီနာရေချာလေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းမှာစစ်သားများကိုကဲထုတ်ရန်အကြံဖတ်စစ်တပ်မှစစ်ကြောင်းနယ်ကြောင်းခွဲပြီးချီတက်လာရာလဟောင်းဘက်ကထိုးစစ်ဆင်လာသည့်စစ်ကြောင်းကိုပစီချေးဝါနာအရောက်တွင် အရခရာတက်တော်မှာဝိုင်းဝမ်းပိတ်ဆို့တိုက်ခတ်ရမှာစစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သွားသည်ဟုသတင်းရရှိပါသည်။အော်တိုဝါ28ရက်နေ့ကနရီခန်လေကြောင်းရန်ကာကွယ်ရေးစခန်းသို့လမ်းဟောင်းလမ်းတဲနှစ်ခုကိုအုံပြုတ်ပြီးစစ်တပ်စစ်ကြောင်းတစ်ကြောင်းခွဲကထိုးစစ်ဆင်လာခဲ့သည်ဟုသိရပါသည်။ထိုသို့ထိုးစစ်ဆင်လာရာကဘာစာ14နှင့်ရှင်ဖြုံးရွာစခန်းတို့မှလမ်းဟောင်းဝန်တိုင်းပထမစစ်ကြောင်းကြောင့်အင်အားနှိမ့်လာခန့်ထိုးစစ်ဆင်လာကြောင်းကချင်းတဲတွင်ပင်အင်အားတိလိုက်ကြော်ခန့်ပါသောစစ်ကြောင်းတစ်ကြောင်းကလည်း ရှေ့ဆက်နှုတ်ဆက်နန်တိဘက်ကထိုးစစ်ဆင်လာခဲ့ကြောင်းပထမစစ်ကြောင်းနဲ့အေအေတို့ထီပစီကျေးဝါပတ်ဝန်းကျင်တွင်တိုက်ပွဲအပြင်းအထန်ဖြစ်ကြပြီးစစ်တပ်ဘက်ကအကြဆုံးများပြီးစစ်ကြောင်းတစ်ခုလုံးပြုတ်သွားသည်ဟုဒေသခံစစ်အေးတင်းရင်းမြေကနေရွန်ဆဲကိုပြောပါရယ်ကဘာဇာ၁၄ဖက်ကတက်လာတာပါပထမစစ်ကြောင်းနေရာကတော့ရှိမယ်ပစီဝါနာမှာအကုန်ချသွားပြီးစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ပါတယ်လက်နက်တွေအလောင်းတွေကိုဘက်ကတော်တော်များသိမ့်မိပါတယ်နော်စင်နော့ဖကြောင်းပါပတ်ဝန်းကျင်မှာရှိနေသေးတယ်ဟုပြောပါရယ် ထို့သောစစ်ကြောင်းတစ်ခုလုံးပြုတ်သွားသည့်ဖြင့်အကျန်းဖတ်မြန်မာလေတပ်ကတိုင်လေရင်ဖြင့်ပစီယွာကိုဘုံအကျဉ်းချင်းဘုံလာကျဲခဲ့သည်ဟုသိရပါသည်။၎င်းကခုလွေကြဆုံးညာသွားတော့စစ်တပ်ကပစီကျေးွာကိုလေကြောင်းကနေဂျက်ဖိုက်တာဝိုင်းတွဲတို့နဲ့ဒီကနေ့တည့်ရက်ထဲမှာအကျဉ်းရေ30ထက်မနည်းလာရောက်ဘုံကျဲခဲ့ပါတဲ့ကျေးွာတစ်ခုလုံးကင်ဖြောက်စရာမကြံတော့လောင်းကိုကျဲလာမှဟုတ်ပြောကြားထားပါသည်။ အရခရတတ်တို့အေအေနဲ့တော်လန်ရစ်တဲ့ဖွယ်ညဝိုင်ဝုံပိုက်ဆိုးခံထားရသည့်နေရီကန်လေးချောင်းရံကာကွယ်ရေးပြူဟာစခန်းကိုစစ်တပ်ကကာကွယ်နိုင်ရအခြေအနေမရှိတော့ရမှယခုတက်လာသောစစ်ကြောင်းများသည့်၎င်းနေရီကန်စခန်းအကာကွယ်ရန်ထက်ပိမိနေသည့်စစ်သားများကိုကဲထုတ်ရန်စူးစမ်းလာခြင်းဖြစ်နိုင်သည်ဟုနောက်ထပ်စစ်ရေးရင်းမြစ်တော်ကပြောကြားထားပါသည်သူတို့စစ်တပ်ကနေရီကန်တောင်မှအင်အားများပြားနဲ့ရက်ရှည်နေထိုင်သည့်ဒီစခန်းကိုကာကွယ်ထားဖို့ဆိုတာလုံးဝမထင်နိုင်တော့ဘူးအေအေကရိခါပို့လို့ရတဲ့ထောက်ပို့လမ်းကြောင်းကိုအကုန်ပိတ်ဆို့ဖြတ်တောက်ထားတာ အခုလည်းရိခာအပါဝင် ရေကအစပြတ်နေပြီဒီအတွက်ဒီနေ့လဲလေချောင်းကနေလေဒီတွေနဲ့ရိခာတွေလာချပေးရတယ်ဒီလိုလေချောင်းကနေချပေးနေတဲ့ရိခာလောက်နေတော့အင်အားများပြားရေရှည်နေထိုင်မှုဆိုတာလုံးဝမထင်နိုင်ဘူးဒီတော့ကျွန်တော်သုံးသတ်တာကတော့အခုလန်ဟောင်းလန်တစ်ကတက်လာတဲ့စစ်ချောင်းတွေဟာနေရီကန်ဗျူဟာကိုကာကွယ်ဖို့ထက်ပိမိနေတဲ့စစ်သားတွေကိုကယ်ထုတ်ဖို့ကြိုးစားတာလို့သုံးသတ်ရပါတယ်လို့ပြောကြပါတယ် နေရီကန်တောင်တွင်အကျန်းဖတ်စစ်တပ်တက်ကွေများရိခါပြက်လက်နေပြီးယနေ့နေ့လည်းအချိန်ခန့်တွင်ဝိုင်ထွဲဝိုင်အေဒူပြန်လာရောက်ပို့ဆောင်ခဲ့စဉ်ကင်းထောက်လိရင်တစီကကင်းထောက်ပြန်တန်းကဂျက်ဖိုက်တာတစီကအနီးအနားနေရာများကိုဘုံများကျဲချခဲ့သည်ဟုသိရပါတယ်နေလဲဘက်ကလေချောင်းကနေရိခါလာပို့တယ်အကုန်သူတို့စခန်းထဲကိုကျသွားတယ်နောက်လိရင်တစီကပန်ဝန်းကျင်ကိုဘုံကျဲပေးတယ်ကျန်တစီကတော့ကင်းထောက်ပြန်တန်းနေခဲ့တယ်ဟုဆိုပါတယ် လက်ရှိနေရီကလေချောင်းရံကာကွယ်ရေးစခန်းကိုအေအေက Y1 ပိတ်ဆို့ထားပြီးလက်နက်များဖြင့်နှစ်ဖက်ပြန်အလံပစ်ခတ်မှုများရှိနေသလိုကိုကြီးကျေးရွာလမ်းသစ်နဲ့ပစီကျေးရွာလမ်းဟောင်းတို့တွင်နှစ်ဖက်တိုက်ပွဲနေစဉ်ဖြစ်ပွားနေသည်ဟုသိရပါတယ်။အရခဒတော်နီအော်တိုဘော့ဆက်ရှိရနေစွဲဖွင့်ထုတ်ပြန်ချက်အထက်တွင်လည်းဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်၏နေရီကံပြိုဟာကုံရှိအနှဲငယ်တော်လက်ကြံနေရာအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသကဲ့သို့ ကစင်လျားထွက်ပြေးနေကြတော့စစ်တပ်တပ်ဖွဲ့ဝင်အချို့နဲ့မမိတို့သည်နေရာအချို့တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟုဖော်ပြထားပါတယ်။ထို့သောတိုက်ပွဲများဖြစ်ပွားနေရာအချို့တွင်စစ်တပ်တပ်ဖွဲ့အချို့သည်အေးအေးထန်တွင်အလန်းဖရူထောင်လက်နက်ချအလင်းဝင်ရောက်လာခဲ့ကြတဲ့ကဲ့သို့အချို့ကိုတိုက်ပွဲအတွင်လက်ရဖမ်းဆီးမိထားသည်ဟုလည်းဖော်ပြထားပါတယ်။အရခတ်တတော်အနေနဲ့အလင်းဝင်ရောက်လာခဲ့ကြတော့သူတိုင်းကိုစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုဆောင်ရှောက်ပေးထားလျက်ရှိကြောင်း ဖက်စစ်အကြမ်းဖက်စစ်ကောင်မရှိဟီမတရားတထင်စေမှုထမ်းရစုဆောင်းခြင်းခံရတော်သူများအနေနဲ့အရခတ်တတော်နဲ့အနည်းဆုံးနေရာများကိုဆက်သွယ်၍အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်မှာကြောင်းစသဖြင့်အတိပေးအပ်ပါကြောင်းထုတ်ပြန်ချက်ထည့်တွင်ဖော်ပြထားပါသည်